ဘန်ဒါနာပထမဆုံးအနေနဲ့ကျွန်တော်တို့ three way lock မှာမြင်မြင်တွေ့နေရတယ်ဘန်ဒါနာဆိုတာပါလဲဆိုတာကနေစကြရအောင်ဘန်ဒါနာရဲ့မူလစနစ်က19ရာစုနဲ့18ရာစုအိန္ဒိယနိုင်ငံ ပိုးနဲ့ချီတာပေါ်ဝါရီစီကနေစတင်ခဲ့လို့ပြောလို့ရတယ်အဲ့ဒီနောက်ပိုင်းမှာတော့ဥရောပနဲ့အမေရိကန်ပြည်ထောင်စုစီကိုရောက်ရှိလာခဲ့တယ် အစောပိုင်းကာလတွေမှာတော့ဘန်ဒနာကို fashion တက်တက်မဟုတ်ဘဲနဲ့လက်တွေ့ကျရရည်ရချက်တွေအဖြစ်အသုံးပြုခဲ့ကြတယ်။အထူးသဖြင့် American အနောက်ပိုင်းဒေသကောင်းပွိုင်တွေလေသမားတွေနဲ့မိုင်းတွင်းလုပ်သားတွေကနေရောင်ကြီးဖုံဖုံနဲ့မြေမုံတွေကနေကာကွယ်ဖို့အတွက်နှာခေါင်းစီးပက်ဆက်စီးအဖြစ်အသုံးပြုခဲ့ကြတယ်။ 18ရာစုနောက်ပိုင်း American Revolution period မှာတော့ Patana ကိုနိုင်ငံရေးရည်ချက်တွေအဖြစ်စတင်အသုံးပြုခဲ့ကြရတယ်။အဲ့ဒီအချိန်မှာတော့ Modern Patana ကို John Hughes ကစတင်တည်ခင်းခဲ့ပြီးတော့ George Washington ကို Compute ပုံပေါ်ထားတဲ့ Patana တွေပေါ်ထွက်လာခဲ့ပြီးမျိုးချစ်စိတ်ဓာတ်ကိုပြသခဲ့တဲ့တင်ဂီတာတစ်ခုဖြစ်လာခဲ့တယ်။ 1990ပြည့်နှစ်တည်းရာစပြီးတော့ Bandana ဟာ Rock and Roll ဂီတသမားတွေ Punk Artist တွေကြာမှာလူကြိုက်များလာပြီးတော့ Fashion Accessory တစ်ခုအနေနဲ့နေရာယူလာခဲ့တယ်1980နဲ့1990ပြည့်နှစ်တွေမှာတော့ Hip Hop နဲ့ Skateboard Culture တွေမှာလည်း Bandana ကိုတွင်တွင်ကြီးကြီးဝှစ်စင်လာတာကိုတွေ့ရတယ်အခုချိန်မှာတော့ bandana ဟာ streetwear တာမက high fashion တွေအထိနေရာအနှံ့အပြားမှာပြောင်းလဲ trend ဖြစ်လာတာကိုတွေ့ရတယ်။ ကဲခုဘန်နာနာရဲ့အကြောင်းကိုတည်ပြပါ යි ဆိုတော့နောက်ထပ်ဘန်နာနာကိုဘယ်လိုစီးရမလဲဆိုတာကိုကျွန်တော်ပြောပြပြီးသွားမှာပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဘန်နာနာကိုဖြန့်ချလိုက်မယ်။ပြီးရင်အစွန်းတစ်ဖက်ကိုအလဲယူပြီးတော့တစ်ဖက်တစ်ချက်စီကိုထပ်ခေါက်လိုက်မယ်။အဲအတိုင်းပဲတောက်လျှောက်ခေါက်သွားလိုက်ရင် တော့ဘန်နာနာစီကို ready ပဲဖြစ်ပါတယ်။ပထမဆုံးစီးနည်းကတော့ဘန်နာနာကိုနှက်ထိုင်ပုံစံစီးရဲ့စီးနည်းပဲဖြစ်ပါတယ်။ အရင်ဆုံး neck tie ချီနေတိုင်းညဘက်ကအစာကိုအောက်ကနေယူပြီးတော့ဘယ်ဘက်အစာပေါ်ကိုလက်ညှိုးလေးခံပြီးတော့ပတ်လိုက်ပါအဲ့ဒီအစာကိုပဲအောက်ကနေအပေါ်ကိုဆွဲထုတ်လိုက်ပါပြီးရင်လက်ညှိုးခံထားတဲ့နေရာလေးရဲ့ကိုထည့်ပြီးတော့ဆွဲထုတ်လိုက်ပါအဲ့ဒါဆိုရင်တော့ neck tie ပုံစံပဒါနာချီနေကိုရသွားပြီပဲဖြစ်ပါတယ်ဒုတိယတစ်ခုအနေနဲ့ ring flex banana chini ပဲဖြစ်ပါတယ် ျွန်တော်တို့မှာရှိတဲ့လက်စွပ်တစ်ခုကိုယူပါပြီးရင်ကျွန်တော်ပထမဆုံးပြတဲ့နေတိုင်းခောက်ထားတဲ့ဗန္ဒနာရဲ့အစွန်းနှစ်ဖက်ကိုစုပြီးတော့လက်စွပ်ခွင်းလေးရဲ့ကိုထည့်လိုက်ရောပါပဲဒါကတော့အရန်ကိုစင်ပဲဖြစ်ပြီးအထာကြတဲ့စီနီတွေတခုပဲဖြစ်ပါတယ်နောက်ထပ်တနည်းကတော့ head tie method ပဲဖြစ်ပါတယ် head tie စီဖို့ဆိုရင်အရင်ဆုံးဗန္ဒနာကိုတဝက်ခောက်လိုက်ပါ ပြီးရင်အစွန်းနှစ်ဘက်ကနေအနောက်ကိုယူပြီးတော့ခြိလိုက်ရုပ်ပဲဖြစ်ပါတယ်။ဒါဆိုရင်တော့လူငယ်ရွယ်ကြမှာအမြင်မြင်နေရတဲ့ဘန်နာနာစီနီတကူကိုရသွားပြီပဲဖြစ်ပါတယ်။ဒီခုမြောင်စီနီကတော့ hat plus banana စီနီပဲဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်တို့မှာရှိတဲ့အုတ်ထုတ်တလုံးကိုစောင်းထားပြီးတော့အရှိကဟက်တိုင်းဒီအတိုင်းပဲ အုတ်ထုတ်ပေါ်ကနေထပ်ပြီးတော့စီးလိုက်ရုံပါပဲဒါဆိုရင်တော့ question and ခုဖြစ်တဲ့စီနီတစ်ခုကိုရရှိသွားပြီပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ bold green flax banana ပဲဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်အရှိမပြောခဲ့တဲ့ bandana ခေါင်းလေးတိုင်း bandana ကိုခောက်ထားပြီးတော့ကျွန်တော်တို့ရဲ့ဖောင်းမီခပတ်ခွင်းမှာထည့်ပြီးတော့ခြေထားလိုက်အောင်ပါပဲ။ကိုယ့်ရဲ့အကြိုက်ပေါ်မူတည်ပြီးတော့အရှိအနောက်စိတ်ကြိုက်ထားပြီးတော့ဝှစ်စင်လို့ရပါတယ်။ဒါက bandana စီးနီးဆိုတာထက် ကျွန်တော်တို့နေ့စဉ်ဘဝမှာပေါ့ပေါ့ပပနဲ့အမြဲဝတ်ဆင်လို့ရမယ်ပုံစံပဲဖြစ်ပါတယ်။ကဲဒီနေ့တော့ဘန်ဒါနာနဲ့ဘန်ဒါနာကိုလိုဝတ်ဆင်ရမယ်ဆိုတာကိုပြောပြပြီးတော့အပဲဖြစ်ပါတယ်။ဗီဒီယိုကိုကြိုက်နေတဲ့တည်းဆိုရင် like and subscribe ဒီလိုပြီးတော့ဘူးတောင်းဆိုပါတယ်။အရင်တစ်ခေါက်ကလည်း George Fashion တွေကိုဘလို့အထာကြကြဝတ်ဆင်ရမယ်ဆိုတာပြောပြပြီးထားတဲ့ဗီဒီယိုရဲ့ link ကိုလည်း description မှာရေးပေးထားပါတယ်။တကယ်လို့စိတ်ဝင်စားရဆိုရင်တွားရောက်ကြည့်ရှုလို့ရပါတယ်။ နောက်ထပ်အစ်စ်အစ်စ်တော့အကြောင်းအရာတွေနဲ့အတူပြန်လာခဲ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ KB ဖြစ်ပါတယ်